ရန်ကုန်တခွင်သတင်းစုံလင်ကရွှေဦးစွာတင်ဆက်မဲ့သတင်းကတော့တာမွေမြို့နယ်တွင်လူငယ်ရွေးရာအသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ပြည်ဆိုင်နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကျင်းပသောလူငယ်ရွေးရာအသိပညာပေးဟောပြောပွဲကိုစွန်လ30ရက်မိုးလယ်ပိုင်းကရန်ကုန်မြို့တာမွေမြို့နယ်ရှိ MS7 အခြေခံပညာအလဲတန်းကျောင်းတွင်ကျင်းပကြောင်းသိရပါတယ်။ ဟော့ပြောပွဲတွင်တောင်ဝင်းမြို့နယ်ပြည်ချိုင်းနှင့်ပြည်သူဆက်ဆံရေး OC ဌာနမှ OC အရာရှိဒေါ်မိုးမိုးအောင်ကပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားကကျောင်းတောင်ဝင်းကန်ဆီယာမဒေါ်ရွှေရှင်းမာကလူငယ်နှင့်ပညာရေးလူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြစ်၎င်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်မိုးမိုးအောင်က လူငယ်နှင့်မျိုးရည်စေဝါအနေနဲ့လူငယ်နှင့်စာပေကောင်းစင်များဖြင့်၎င်းအသည့်ပညာပေးဟောပြောကြားတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပူထားပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့တိုက်ချင်းမြူနယ်ရင်ရက်ွက်ကြီးဝါစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစာကြီးတိုင်းများကြီးကြပ်ရေးကော်မတီကတိုက်ချင်းမြူနယ်အတွင်ရှိရက်ွက်ကြီးဝါစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးပွဲကိုစွန်လ20ရက်နေ့နေ့နာရီကတိုက်ချင်းမြူနယ်လူထုအခြေပြုဘဟုဌာန Community Center တွင်ပြုလုပ်ကြောင်းသိရပါတယ်။ဆွေးနွေးပွဲတွင်ရန်ကုန်တိုင်းဒေသကြီးစာကြီးတိုင်းများကြီးကြပ်မှုကော်မတီဝင်ခရိုင်တာဝန်ခံဦးဖိုးကြီးကရက်ွက်ကြီးဝါစာကြီးတိုင်းများအ ည်းဖြင့်လိုအပ်ချက်များဖြည့်ဆည်းပေးရမယ့်အချက်များရှိပါကတင်ပြစေလိုကြောင့်ဖြင့်ပြောကြားပါရစေ။ ဆက်လက်ပြီးတိုက်ကြီးမြို့နယ်စာကြည့်တိုင်းများကြည်စည်ရေးကော်မတီဥက္ကဋ္ဌဦးထုံးလှိုင်ကမြို့နယ်အတွင်းရှိရက်ွက်ခြေဝါစာကြည့်တိုင်းများအခြေအနေနဲ့လိုအပ်ချက်များကိုတင်ပြဆွေးနွေးပြီးကော်မတီဝင်ဦးကျော်ကျော်ဟန်ကလူငယ်လူရွယ်များအနေဖြင့်စာပေဖတ်ရှုခြင်းကိုမဖြစ်မနေပြုလုပ်ရန်လိုအပ်ကြောင်းဆွေးနွေးပါရယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုင်းများကြည်စည်ရေးကော်မတီဝင်ခရိုင်တာဝန်ခံနဲ့တာဝန်ရှိသူများကတိုက်ကြီးမြို့နယ်အတွင်းရှိစာကြည့်တိုင်းမှတ်ပုံတင်တဲ့တက်တန်းတို့လျှောက်ထားသောစာကြည့်တိုင်းများကိုမှတ်ပုံတင် တင်ခွင့်ပြုလက်မှတ်များပေးရကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဝိယီကပေးပို့ထားပေးဖြစ်ပါရဲ့ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တရားမျိုးရင်းသမတ်အမိုက်မျိုးအစားအလိုက်ခွဲခြားဆွံ့ပြေးနိုင်ရေးအသိပညာပေးသရုပ်ပြရတဲ့သတင်းဖြစ်ပါတယ်။ရှာကိုတိုင်းနေသားကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အညီတန်လင်းခရိုင်တရားမျိုးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိရင်သမတ်အမိုက်မျိုးအစားအလိုက်ခွဲခြားဆွံ့ပြေးနိုင်ရေးအတွက်အသိပညာပေးခြင်းနဲ့သရုပ်ပြခြင်းကိုဇွန်လ20ရက်နေ့ကနေကပြုလုပ်ရောင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမျိုးနယ်အုပ်ချုပ်ရေးမှုဦးရန်အောင်မျိုးထံနဲ့ဝန်ထမ်းများဌာနဆိုင်ရာများမှဝန်ထမ်းများမိသက်တဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များတရုတ်ကြားကြောင်းနဲ့တရားမျိုးစီပင်တရားရေးအဖွဲ့တာဝန်ခံဦးစွဲမန်ဟင်းကအမိုက်ဆွန်ပြခြင်းနဲ့ပတ်သက်ပြီးစနစ်ကြခွဲခြားဆွန်ပြနိုင်ရေးရှင်းလင်းဆွေးနွေးကြောင်းသိရပါတယ်ဒီသတင်းကိုတော့ခန့်စီသူဝင်ကပြပို့ထားပေးဖြစ်ပါရဲ့ရှင် ဆလတ်တင်ဆက်မဲ့တဲ့ငါတော့အခြေခံပညာအထက်တန်းကျောင်းထမ်းမနိုင်ကျောင်းတွင်ရှေးဥပြည်စုချင်းအခြေခံတင်တဲ့နှစ်မြင်ဆောင်2025ဖွင့်လှစ်တဲ့တဲ့ရင်ဖြစ်ပါတယ်။မြို့နယ်မိခင်နေကလေးဆောင်ရှောက်ရီအသင်းနဲ့မြို့နယ်ချက်ချင်းဒီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်တော့ရှေးဥပြည်စုချင်းတင်တဲ့ဖွဲ့ပွဲကိုဇွန်လ20ရက်နေ့ကနေကရန်ကုန်တိုင်းဒေသကြီးကောမှုမြို့နယ်အခြေခံပညာထက်တန်းကျောင်းထမ်းမနိုင်တွင်ပြုလုပ်ရာတွန်တေးခရိုင်မိခင်နေကလေးဆောင်ရှောက်ရီအသင်းဥက္ကဋ္ဌဒေါ်ဆာဆာရမင်းဦးကတင်တဲ့ဖွဲ့အမစကားပြောကြားပြီးချက်ချင်းဒီတက်ဖွဲ့ ွင့်များအတွက်ထောက်ပံ့ဝင်များကိုမြို့နယ်ချက်ချင်းဤအသိအခွင့်မှာမြို့နယ်တပ်ဖွဲ့မှဦးအောင်ကျော်စုထံပေးရကြောင်းသိရပါတယ်တင်နန်းသူအကြောင်းသားအကြောင်းသူ30ဦးတရကြပြီး3ရက်ကြာစာတွေလက်တွေတင်ကြပို့ချပေးမှဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ကျသူရောကပြပူထားပဲဖြစ်ပါတယ် နောက်ဆုံးတင်ဆက်မယ့်သတင်းကတော့လှိုင်တရအရှိပိုင်းမြို့နယ်ရင်မူရည်စေဝါအန်ဒီရဲ့သိရှိနိုင်ရေးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလှိုင်တရအရှိပိုင်းမြို့နယ်အမျိုးသမီးရှိရာအဖွဲ့မှကြီးမှုခြင်းပါသောမူရည်စေဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သောစေဝါများအန်ဒီရဲ့အသိပညာပေးဟောပြောပွဲကိုဇွန်လ29ရက်နေ့ကနေ9ရက်ကအမှတ်နဲ့အခြေခံပညာထက်တန်းကျောင်းအကစားခံမောင်းရင်ပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များခရိုင်နှင့်မြို့နယ်အမျိုးသမီးရှိရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ များမြို့နယ်မိခင်နေကလေးဆောင်ရှောက်ရီအသင်းအဖွဲ့ဝင်များဌာနဆိုင်ရာများရက်ွက်ကြေးရွာမှတာဝန်ရှိသူများဆရာဆရာမများနဲ့အကြောင်းသားအကြောင်းသူများတရုတ်ကြောင်းသိရပါတယ်။ဟော့ပြိုပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘောကအဖွဲ့မှစကားပြကြပြီးဒူးမြို့နယ်ဥပဒေအရရှိဦးစေရအောင်ကမူရည်စေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့သောစေဝါများအနေရကိုရှင်းလင်းပြောကြားကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ခင်ဝင်းမူကပေးပို့ထားပါပဲဖြစ်ပါရဲ့ရှင်။